Welcome to Jenny. Let's ဒီလိုနစ်နေတော့မှာပဲဘီလူးတကောင်ပေါ်လာပြီ။ Oh, ရစ်ပူစောချင်းဖြင့်နတ်ဆိုးနတ်ဖျားကိုနစ်သက်စေမီလို့អော်လိုက်တယ်။ ။ဘီလူဟာသူ့ရဲ့မော့ပညာကိုအသုံးပြုပြီးသူတို့နှစ်ဦးလုံးကိုမီးဝိုင်းတစ်ခုဖန်တီးလိုက်တယ်။ဒီအနတ်ကဘလို့လဲဖေဖေထလော့ပူလောင်တဲ့အနတ်လာနေသည်။သမီးတို့ပောက်ဝန်းကျင်မှာမီးရှိတယ်လို့ကော်ရီကပြောတယ်။ကေရှန်ကဒါပဲမဲ့ဒီမီးကဘလို့စတာလဲလို့အန်တိုနီတို့ဘီလူကဒီမီးကငါတက်စင်ပြီးမှပြီးမင်းနှစ်ပါးကိုစွန်မီငါနှစ်ဆိုးနှစ်ဖျားကိုနှစ်သက်စီမီလို့ပြောပြီးထွက်သွားတယ်။သမီးမကြောက်ပါနဲ့ငါတခုခု ခုလွတ်မယ်လို့ပြောပြီးကေရှန်ဟာဘာမှနားမလဲတော့ပဲမီးဝိုင်းထဲကနေ ခုန်ထွက်လာခဲ့တယ်။ဖေ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 ကျွန်တော်ကိုကယ်ပါဘူးလို့ကော်ရီကအော်လိုက်တော့ကေရှန်ကတမင်းစိတ်မပူပါနဲ့ငါကညင်နေတယ်တနေရာကရေကိုငါယူလာမယ်လို့ပြောပြီးရေတွင်းတကွင်းကိုမြင်လိုက်တယ်။သူ့ရေတွင်းထဲကနေအမြန်ထွက်လာပြီးရေကိုထောက်ကားမီးပေါ်သို့ဆက်တန်းလောင်းချလိုက်တယ်။မီးကတဖြည်းဖြည်းငှိမ့်သွားတယ်။တမီးလေးအစင်ဖြစ်ရဲ့လားမင်းတခုခုဖြစ်ခဲ့ရင် မဟုတ်ဘူးမဟုတ်လားဒါအားလုံးကျွန်တော်အမားပဲမဟုတ်ဘူးမင်းကိုအန့်ထွက်လုတ်သားစီခေါ်သွားဖို့ကျွန်တော်ဆုံးဖြတ်ထားတယ်မဟုတ်ရင်ဒါတခုမှဖြစ်မလာဘူးကျွန်တော်ကိုခွင့်လွတ်ပါသမီးကိုကိုခွင့်လွတ်ပါလို့ကေရှန်ကပြောတော့ဖေ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 မတောင်းပန်ပါနဲ့အပေါ်ကပါရေးထားလဲဆိုတာချင်းတေဖြစ်သွားလိမ့်မယ်ကျွန်တော်အရာအားလုံးကိုဖျားပေါ်မှာတင်ထားတယ်ဖေဖေလည်းအရာအားလုံးကိုသူ့လို့စီထားခဲ့ပါတနေ့သူဖြစ်လာမှတေချားတယ်ကျွန်တော်အရာရာကိုအစဉ်ဖြေအောင်လုပ်ပေးမယ် ်အခုအိမ်ပြန်ကြရအောင်လို့ပြောလိုက်တယ်။ကော်ရီနဲ့ကေရှန်တို့ဟာအခုအိမ်ပြန်နေကြတော့ရေလွင်းထဲကနေအတန်တခုထွက်လာတယ်။ရပ်ပါရပ်ပါကဲပါအောင်ကျွန်တော်ကိုကဲပါအောင်ကျွန်တော်ကိုမထားခဲ့ပါနဲ့ကုညီပါလို့အတန်ကပြောတယ်။ကေရှန်ကဟေးဒီအတန်မင်းပဲကလာတာလဲအတန်ကရေလွင်းကနေလာတာပဲလို့ပြောပြီးရေလွင်းအနီးကိုတွားကြည့်တော့ဘာမှမတွေ့ဘူး။အော်ကျွန်တော်တို့ကိုအတန်ပေးဖို့ဒီမှာဘတူလဲလို့မေးတော့အတန်ကကြိုးကိုဆွဲလိုက်ပါကြို းကိုဆွဲလိုက်ပါလို့ပြန်ပြောတယ်။ကေရှန်ဟာကြိုးကိုချက်ချင်းဆွဲတင်လိုက်တော့ရွှေအိုရောင်ပန်းတီတလုံးပါလာတယ်။ဟေးဒီပုံးကကျွန်တော်ကရွှေအိုရောင်ပန်းတီဒါကရေတွင်းထဲကိုမင်းဘဲကလာတာလေလို့ကေရှန်ကအံ့သောတကြီးမေးလိုက်တယ်။ပန်းတီထဲကအတန်ထွက်လာတယ်။ကျွန်တော်ကနတ်သမီးကြပါကျွန်တော်ဒီတော့ထဲမှာလှဲပတ်နေတော့နတ်ဆိုးတကောင်ကကျွန်တော်ကိုတိုက်ခိုက်ပြီးမော်ပင်ညာနဲ့ဖမ်းယူပြီးရွှေပန်းတီတလုံးမှာထောင်ကျစေခဲ့တယ်။ဒါကြောင့်နောက်ပိုင်းမှာသူကကျွန်တော်ကိုအနစ်နာခံ နိုင်တယ်လို့ပြောတယ်။ကေရှန်ကဒါဆိုရင်တော့ဒီပန်းသီးကိုသုံးလို့ရပါပြီ။မင်းဘလို့ထွက်လာမှလဲလို့မေးတော့နတ်သမီးကလူမရှိရင်ပန်းသီးကိုမထီပဲစားရင်နတ်ဆိုးရဲ့စာလုံးပေါင်းကဖျက်ပြီးကျွန်တော်လွတ်မယ်လို့ပြောလိုက်တယ်။ကေရှန်ကခဏလောက်တွေးနေတယ်။မပြောဘဲနဲ့မထီပဲဘလို့စားနိုင်တယ်လေ။ဒါကမထင်နိုင်ဘူး။အဲဒီတော့ဂေါရီကကေရှန်ကိုဖေဖေဒီပညာကိုကျွန်တော်နားလဲပါပြီ။ချိုးရမယ်။ဖေဖေဒီပန်းသီးကိုရွေးပြီးကျွန်တော်ကိုပေးလိုက်ပါ။ကျွန်တော်ကိုကြွေးပါ လို့ပြောတယ်။ကေရှန်ကဒါပေမဲ့အခြေအနေရတမီးလို့ဆိုရင်တကြည်ပြောတော့ဖေဖေအားလုံးအစင်ပြေသွားမှာပါ။ကျွန်တော်ပြောသလိုပဲဖေဖေဒါကိုလုပ်ပါလို့ပြောလိုက်တယ်။ထို့နောက်ကေရှန်ဟာပန်တီကိုကောက်ယူပြီးကော်ရီကိုကျွေးတယ်။ကော်ရီဟာပန်တီကိုစားလိုက်တာနဲ့နတ်သမီးလွတ်နောက်လာတယ်။အယံကျေးဇူးတင်ပါတယ်လူကောင်းမင်းကျွန်တော်ကိုမော်ပညာကနေလွတ်နောက်စေတယ်လို့နတ်သမီးကပြောတယ်။ကေရှန်ကဒါပေမဲ့တမီးဘလို့ပြီးပြီလေစာလုံးပေါင်းဖလို့ကွေးသွားလာလေလို့မေးတော့ဂေါ်ရီက ဖေ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 ကပန်းတီကိုလှက်နဲ့ကျွေးတယ်ကျွန်တော်ကမျက်စိမညံ့လို့ပန်းတီကိုမထီပဲစာမိပြီးနှစ်ဆိုးရဲ့စာလုံးပေါင်းကပြတ်သွားတယ်ဒီနည်းနဲ့ပဲဖက်ခဲ့တယ်လို့ရှင်းပြလိုက်တယ်ကျေစုတင်ပါတယ်မင်းကလေးမင်းကျွန်တော်ကိုဒီမော်ပညာကနေလွတ်မြောက်စေတယ်ဒါကြောင့်မင်းကျွန်တော်ကိုမိသည့်စန္ဒာကိုမဆိုတောင်းဆိုနိုင်တယ်လို့နှစ်သမီးကပြောလိုက်တယ်ဂေါရီကကျွန်တော်နှစ်သမီးဒါကြောင့်ကျွန်တော်မှာစန္ဒာတစ်ခုပဲရှိတယ်ကျွန်တော်မျက်စိနဲ့လောကကြီးကိုမြင်ချင်းတယ်မင်းကျွန်တော်မျက်လုံးကိုကုသပေးနိုင်မလား ลดตังโซไลเดนัตมีกะโอเคเดเนาะเมียนเยสันดากงงาตีชาพีซีเปเมลดเปียอดีหมอปิญญาเนกูตาเปไลเด